င်္ဂလာပါပေါ်ရီယူပိုင်းစောနိုင်မှကျိုးစိုးပါတယ်ယခုတစ်ခါမှာတော့ကိုင်းပြည်လာကွန်ဒိုပြိုချမှုကနေအသက်ရှင်လျက်ကဲနိုင်သူ50ဝန်းကျင်သာရှိဆိုတဲ့ချိမြင့်နိုင် channel ပိတ်ကနေတင်ထားတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြပါဦးခင်ဗျာ ကိုင်းပြည်လာကွန်ဒိုပြိုချမှုကနေအသက်ရှင်လျက်ကဲနိုင်သူ50ဝန်းကျင်သာရှိငလင်လောက်ပြီး82နှစ်ရဲ့အတွင်းသာအသက်ရှင်လျက်ကဲနိုင်ခဲ့ပြီးကြံရက်တွေမှာ ရုပ်လောင်းဖြစ်တာရှားဖွေထောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။တည်ဆုံးရုပ်လောင်း80ကျော်တွဲရှိထားပြီးအစာဦးအောင်မှာတည်ဆုံးရုပ်လောင်း200ကျော်ကျန်ရှိနေပါသေးတယ်။ငလင်ကြောင့်မန္တလေးမြို့ပေါ်ပျော်ကြပြက်စီခဲ့တဲ့စကိုင်းဗီလာကွန်ဒိုအားနေအသက်ရှင်လျက်ကတ်ထုံးနိုင်သူ90ဝန်းကျင်သာရှိခဲ့ပြီးအေဗီလာ10ရက်နေ့ထိတည်ဆုံးသူရုပ်လောင်း80ကျော်ရှားဖွေထောက်ယူနိုင်ခဲ့တာ အစာဦးကပိတ်မိတည်ဆုံနေတဲ့ရုပ်လောင်း200ကျော်ကြံရှိနေသေးရလို့ကိုကြီးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့မိသက်ဌာနရဲ့သတင်းထုတ်ပြန်ချက်စင်းတွေမှာတွေ့ရပါတယ်။အပီလာရှိရနေ့ရစကိုင်းမီလာကွန်တိုအစာဦးအောက်ကနေကလေးငယ်တဦးနဲ့အမျိုးသားနှစ်ဦးရုပ်လောင်းကိုထပ်မံတွေ့ရှိခဲ့ရလို့မိသက်ဌာနကထုတ်ပြန်ထားပြီးအပီလာ9ရက်ကလည်းကလေးငယ်လေးဦးမျိုးသမီး9ဦးနဲ့ အမျိုးသားတအူးလိုရုပ်လောင်းကိုရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ9ရက်နေ့စကိုင်းမီလာကွန်တိုမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့တဲ့တရုတ်နိုင်ငံရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရဲ့နေပညာအုံပြု စစ်ဆေးချက်အရအစာဦးအောက်မှာတည်ဆုံးနေတဲ့ရုပ်လောင်းနေရာကျော်ထပ်မံတွေးရှိထားရလို့လူမှုကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။စကိုင်းမီလာမှာငလင်လှုပ်နေချိန်လေကားပေါ်ကပြေးစင်းရင်ထပ်ပေါက်ရောက်ခါနီးမှာအုပ်စုလိုက်ပြီးသွားတာပါ။ အမျိုးသမီးတွေနဲ့ကလေးတွေများပါတယ်ဆက်တွေနဲ့စစ်စစ်ချက်ရအယောက်100ကျော်ရုပ်လောင်းတွေကျန်းနေပြီးအစင်းရတော့လူ400ကျော်ရှိပါတယ်လို့စကိုင်းမီလာကွန်ဒိုမှာကိုကြီးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတူကသူ့ရဲ့လူမှုကွန်ရက်မှာအေဗီလ9ရက်ကအသေးပေးရေးသားခဲ့ပါတယ်စကိုင်းမီလာကွန်ဒိုအဆောက်အဦပြိုကျမှုဖြစ်ပွားပြီးနောက်မလ28ရက်မှ29ရက်တွင် အသက်ရှင်သူ53ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်လောင်းကိုလောင်းတွေးရှိခဲ့ပါတယ်။မလ30ရက်မှာတော့အသက်ရှင်လျက်ကဲထုံနိုင်တာမရှိခဲ့ပဲအမျိုးသမီးရုပ်လောင်းသာတွေးရှိခဲ့ပါတယ်။မလ31ရက်မှာတော့စကိုင်းဗီလာကွန်ဒိုပြိုချမှုအောက်ကနေကိုဝန်ဆောင်အမျိုးသမီးတူအမျိုးသမီးတူနဲ့ကလေးငယ်တူစုစုပေါင်း3ဦးကိုအသက်ရှင်လျက်ကဲထုံနိုင်ခဲ့ပြီးအမျိုးသမီး3ဦးနဲ့အမျိုးသားတူရုပ်လောင်းကိုရှာဖွေတွေးရှိခဲ့ရလို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံအဖွဲ့မှသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။လက်ရှိစကိုင်းဝီလာအစအဦးပြိုကျမှုအောက်မှာရောက်လောင်း200ကျော်ကြန့်ရှိနေစေဖြစ်သလိုအစင်းအင်ရလူဦးရေ400ကျော်ရှိရလို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေအရဆိုပါတယ်။မန္တလေးမြို့ပေါ်မှာတိုင်းပြည်လာနဲ့ဟိုတယ်တက်ကုတ်ကန်နဲ့အစင်းမြင့်အစအဦးချုပ်ဖုန်ကြီးချောင်းချုပ်တားတဲ့နေရာတွေမှာသာရှားဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ရက်ွက်တွေနဲ့နေနဲ့အစာဥပြိုချမှုကနေအသက်ရှင်လျက်ကဲထုတ်တာနဲ့ရုပ်လောင်းထုတ်ယူတာတွေကိုမြို့ကန်တွေကပဲကိုတူကိုထလှုပ်ဆောင်ခဲ့ရသလိုလက်ရှိအချိန်ထိအစာဥအောက်တွေမှာပိတ်မိတည်ဆုံးနေတဲ့ရုပ်လောင်းတွေအများအပြားကျန်ရှိနေသေးဖြစ်တယ်လို့မြို့ကန်တွေကဆိုပါတယ်မန္တလေးမြို့ပေါ်မှာငလင်းလောက်ခတ်ပြီးနောက်မလ28ရက်ကနေအေဗီလ8ရက်အထိငလင်းအချောင်းထိခိုက်တည်ဆုံးသူ2000ကျော်ရှိပြီး အဲ့ဒီအရေးတွက်ထက်ပုံမများပြနိုင်တယ်လို့ကိုကြီးကယ်ဆယ်ရေးလုံဆောင်နေသူတွေနဲ့မြို့ကန်တွေကပြောပါတယ်